တေးဥဆောင်တာနဲ့ပတ်သက်လို့ရှိရင်အားနည်းချက်တွေအများကြီးရှိသေးတယ်။အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်စင်းတစ်ခုပြီးတိုင်းတစ်ခုပြီးတိုင်းမှာအကိုတော်တော်မေးရကိုအဆင်ပြေလား။သူအဲ့ဒီချက်ကိုကြည့်ပြီးတော့မင်းကလူပညာဟောပြောရမလဲ။ item ကိုယူတွတ်တယ်ပေါ့နော်။ကိုကိုယ်တိုင်းတကယ်ကိုကိုယူတွတ်မယ်တော့သိပါတယ်။ပြီးတော့အဲဘလို့အချက်တွေလဲဆိုတော့ဟိုပွင့်လင်းပြောရင်ကွာ item တည်တတ်မှုပိုင်းကတော့ဝိုင်းရင်တပါဝင်တေးဥဆောင်နေနေရှိရင်တော့ဒါလိုရလိုရချက်တွေအများကြီးရှိသေးတယ်ဒါပေမဲ့ဟိုယူတွတ်တွတ်စူးစမ်းတဲ့လူငယ်တယောက်လို့တော့ဒါအခုချီးကျူးတာကိုကျွန်တော်ကြားမှုပါတယ် ိုထဲကတော့ကျွန်တော်ဟိုနေ့ရက်တိုင်းကပညာယူရတာပေါ့နော်ဒါကတော့ကိုညိုမမဟုတ်ပါဘူးပဲ writer တွေနဲ့ပဲဆုံဆုံ writer တဦးတယောက်ချင်းစီမှာသူတို့ရှိမှရှိတဲ့တော်တဲ့အချက်တွေကိုကိုရီအငယ်တွေနေနေရတော့ဟိုရသလောက်အတူယူပြီးသင်ရတာပေါ့နော်သူတို့သင်ပေးရဲ့ပညာတွေကိုလည်းကိုရှိမှကျန်သလောက်တက်နိုင်သလောက်တော့စုရတာပေါ့ဟောအရင်ပြောတာပေါ့အဓိကတော့အဲကိုညိုကန်းလန်းနေဆိုတော့ကျွန်တော်ရှိမှလည်း interview တော့လျှောက်ဖြေခဲ့သလိုပဲအဲစတော့မယုံဘူးမယုံဘူးဒါမဲ့လည်းတကယ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့လည်းအရင်ပြောပါတယ် အာဟိုရာကကျွန်တော်ကအရှိမာကကာကြီးနဂါရိုက်ထားတာရှိရဲ့အဲအဲ့ဒါဆိုတော့ဟိုရာကတော့ကျွန်တော်တို့တော့ဟိုပထမဦးတော့မဟုတ်ဘူးဒါပေမဲ့ကိုညိုနေကတော့ပထမဦးဆုံးအတွေ့အကြုံပါပြီးတော့ series မှာဟိုရာကတော့ဒါပထမဦးဆုံးပေါ့နော်အဲပြီးတော့တကယ်ကိုလည်းအကိုရှီယာနေပြီးတော့ဟို လေးရအတိုင်းမှာပညာရေးရပါတယ်ကျွန်တော်အများကြီးပြောပြီးသွားရည်လေဗျာကျွန်တော်ရဲ့ပထမဦးဆုံးဒီနုပညာဆက်လုပ်မယ်ဆိုပြီးဖြစ်ရဲ့ casting ကကိုညိုဇာကောက်ကိုရင်ဖြေတာလို့ကျွန်တော်ပြောတာဟုတ်တာပေါ့ကိုညိုနဲ့ဒါပြန်ဆောင်ရတဲ့အတွက်လည်းအရင်ပြောအကိုကချီးကျူးရယ်ကျွန်တော်ချီးကျူးရယ်မင်းမိုက်တယ်အာမင်းမိုက်တယ်ဆိုရင်ဂျိနေပါဘူး ကိုယ့်ရဲ့ဘလို့တင်းဆောင်မှုတွေကိုချီးကျူးပြတာလည်းလေးပြောပြပေးကျွန်တော်ကပွင့်လင်းပြောရင်အစ်စ်ပါအစ်စ်ပြီးတော့ကျွန်တော်ကအမှုပညာတင်းနှန်းစင်းနေလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်မှာကအဲအမှုပညာနဲ့တေးဥဆောင်တာနဲ့ပတ်သက်လို့ရှိရင်အားနည်းချက်တွေအများကြီးရှိသေးရဲ့အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်စင်းတစ်ခုပြီးတိုင်းတစ်ခုပြီးတိုင်းမှာအကိုတော်တော်မေးရကိုအစဉ်ပြေတာသူအဲ့အချက်ကိုကြည့်ပြီးတော့မင်းကအမှုပညာဟောပြောပြရမလဲ item ကိုယူသွတ်တယ်ပေါ့နော်အဲ့အဲ့အဲ့တစ်ခါပထမတည်းရမှာကြားရယူသွတ်တယ်ဆိုတော့ကြားရယ်ကိုကိုယ်တိုင်းတကယ်ကိုကိုယူသွတ်မယ်တော့သိပါတယ်ပြီးတော့ အဲဘလို့အချက်တွေလဲဆိုတော့ဟိုပွင့်လင်းပြောရင်ကွာ identity တတ်မှုပိုင်းကတော့ဝိုင်းရင်တဘာဝင်တေဟုတ်ဆောင်နေနေရှိရင်တော့ဒါလိုအပ်လိုအပ်ချက်တွေအများကြီးရှိသေးတယ်ဒါပေမဲ့ဟိုယူတွတ်တွတ်စူးစမ်းတဲ့လူငယ်တယောက်လို့တော့ဟာဒါအခုချီးကျူးရအောင်ကျွန်တော်ကြားဘူးပါအဓိကက ကျွန်တော်ကိုယ်တိုင်ကအဲ့လိုမျိုးတိတ် horror ကားတွေကြည်ပြီးကြီးလာတယ်ငငယ်ကလေးကအဲ့လိုမျိုးတရေကားတွေပြီးလို့ရှင်တဲထိတ်ရင်ပေါ်ဇာကားတွေကြည်ပြီးကြီးလာတယ်သူတွေမှာပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဇာကားတွေကိုကြိုက်တယ်အဲကိုကိုယ်တိုင်လည်းအဲ့လိုမျိုးကားတွေပူကြိုက်ရတဲ့အတွက်လည်းအရင်ပျော်တယ် จองจี้เลยไปแล้วจ้ะเนี่ยมาแล้วจองใส่เลยจองหน้าฟีลเลยว่าฉันเอาไอ้เฉยมาซ้าตอกเนี่ยแหละเว้ยซ้าเลยอ้าได้เฉยๆซ้าเลยซ้าไปกูขอให้ตั้วใหญ่เลยพี่รู้เฉยอ้านี่เฉยเปลี่ยนซ้าเลยกูซื้อด่าไม่บ้านอย่างรู้สึกรู้เฉยแล้วไม่บ้านอย่างเลยฉันก็เลยซ้าเลยพี่รู้เฉยกูมาซ้าเลยกูมาซ้าเนี่ยจ้ะကျွန်တော်ပြောပြမယ်ဗျ Hence, ာဒီကားထဲမှာပါတဲ့ဆရာမလို့အဲကာရိုက်တာရောဆရာကာရိုက်တာတွေရောအပြင်ကဆရာဆရာမတွေလိုပဲသူတို့မှုတွေကလည်းအဲ့လိုပဲစားတယ် အာအချောင်းရတဲ့အချိန်ဆိုလို့ရှိရင်တို့အုပ်စုလိုက်ထွက်သွားပြီးဆီယာမရဲ့ shooting ကနဘရိတ်တယ်ဆိုရင်ထွက်သွားပြီးအုပ်စုတန်းတို့သွားပြီးမုတ်တွေဝဲချင်းကြီးချင်းငယ်နဲ့ပြန်လာပြီးအမချပြီးစားပြီးတကယ်ကိုစားတဲ့အဖွဲပါအော်ခက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 ်လုပ်ခဲ့ရတဲ့ဇင်းတော့အာကျွန်တော်ကျွန်တော်အနေနဲ့တော့ဒီမှာတော့အရင်မရှိပါဘူးဒါပေမဲ့စင်းတိုင်းကိုတော့ကျွန်တော်အားထည့်ထားပါတယ်အဲဒီစကားပြပြီးရချိန်ကျမှပဲကျွန်တော် interview ဖြစ်ဖြစ်မှာပဲအဲ့စင်းတစ်ခုကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်တော့ပြောသေးဘူးခုလို့ဆိုဆောသေးတယ်မမရပါဘူးကျွန်တော်ရဗီတာမင်ငယ်ဘဝကတော့အဲ့လိုမျိုးပဲစားရလေ တော်တော်များနေပြီးတော့စားတာစားတယ်လေစားတော့อืมအဲ့မှာလဲစားခဲ့ပါတယ်ကျောင်းမှာတော်တော်ဒီဒီမင်းဝါပဲဒီမင်းဝါပဲကျွန်တော်ငငယ်တော့ကဒီကားထဲမှာပါတယ်မင်းဝါပဲတကယ်ဘယ်လိုမျိုးပြည့်ပြည့်လုံးလုံးဖောင်းဖောင်းအဲ့လိုကိုအဓိကစားပြရတဲ့အကြောင်းကဖန်လေးကြောင့်ဖြစ်မယ်လေဟုတ်ပါတယ်ဟုတ်တယ် ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုဒီကားလေးရပဲရောလောက်ဆိုလို့ရှိရင်ဘယ်ရပြမယ်ဘယ်ရလောက်ဆိုစပြမယ်ဆိုတော့ဒီ traffic ကိုလည်းပြီးခေါ်ပြီးတော့ဟုတ်ကဲ့ပါအောက်တိုဘာ10ဆိုလို့ရှိရင်စပြပါပြီခင်ဗျအဲ့တော့အားလုံးပဲဒီထား60ကားလေးကိုဝယ်ရင်အပေးဖို့အတွက်ဒါတိုက်အကျန်တိုက်တွန်းချင်ပါဟုတ်ဟုတ်ကဲ့ပါအော်တိုဝါဆယ်ရက်နေ့ရစပြီးရောရှိုးလိုက် application မှာထား60ကားလေးကိုစတင်ပြသပါမယ်ခင်ဗျာအားလုံးပဲအားပေးကြပါအောင်ခင်ဗျာ